အလုံးမမင်္ဂလာပါရှင်ဒီနေ့ဆိုရင်ကကြတော့ E714 တတန်တူရနဲ့ပတ်သက်ပြီးတော့မှပြပေးပါမယ်။ E714 ကိုပြောင်းခဲ့တဲ့ချိန်ဆိုရင်ကကြတော့ကိုရီးယားစာရှိရင်၁၅၀မနဲ့ပြောင်းခဲ့ပြီးတော့မှကိုရီးယားစာရှိရင်ဆိုရင်အမှတ်200နဲ့ပြောင်းခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဒီတတန်တူရရဲ့ချိန်ဆိုရင်ကကြတော့ကေပွားရင်အမှတ်တိုင်းမဲ့သွားပါတယ်ရှင်။ အာကိုရဆာရှင်ရဲ့အမှတ်နေတာပေါ့နော်ဒီရဲ့အခြေခံဝင်ငွေပြီးရင်ကိုရတတိယခွန်ချရှိမရှိကိုရဆာအမှတ်ရှိမရှိနဲ့ကြည့်ပြီးတော့မှအမှတ်နေရပြည့်ဆိုရင်တန်းတုံးခုပြုပါတယ်ဒီရဲ့ပြောင်းလဲတော့ငါလိုပဲပေါ့နော်ဘာမှတခြားဒီဒီထူးဘာမှတော့မပြောင်းလဲတော့ပါဘူးဒီဒီတက်မှတ်ချက်မြည်ဆိုရင်ပြောင်းလို့ရတယ်ပေါ့နော်အာဝငွေချိန်တွေကကြတော့ဒီရဲ့ပြောင်းခေတုံးကလိုပဲဒီရဲ့အခြေခံအနေနဲ့250ရှိရမယ်နနစ်စာပေါ့နော်နနစ်စာပြောင်းမြ250ရှိရမယ်စိုက်စိုက်ပြုတ်ရေးမမှုရေးဆိုရင်ကကြတော့နနစ်စာပြောင်းမြ240နဲ့ပြောင်းလို့ရတယ်လို့ ဒီရဲ့တက်တန့်တွေ့ချင်းဆိုရင်လည်းပဲအဲ့ဒီရဲ့ဝင်ငွေကတော့အတူတူပဲရှင့်အဲ့တိုင်းတောင်းလို့ရတယ်ဒါပေမဲ့အတိအကျချက်ကကျတော့ကိုရီးယားစာတော့လည်းပဲရတော့ရှိကိုရှိရမယ်ပြောင်းခဲ့ချိန်တုန်းကကျတော့ဒီရဲ့ကိုရီးယားစာမရှိရင်လည်းကိုရီးယားပြောင်းမလို့ရခဲ့တယ်ပေါ့နော်တန့်တွေ့မယ်ဆိုရင်ကကျကိုရီးယားစာလုံးဝအောင်ရှိရပါမယ်ကိုရီးယားစာမရှိပဲတိုးလို့ဘုံမရဘူးလားဆိုရင်တော့ရတော့ရရရှင့်ရတယ်ဒါပေမဲ့6လပဲတော့ခုပြပြတော့မှာ6လပြီးသွားပြီဆိုရင်ကိုဟာဗီဇာလုံးဝမရှိတော့ဘူး เนาะတခြားကလည်းပြောင်းလို့မရသလိုဒီဗီဇာလုံးဝကုန်သွားပြီပေါ့เนาะကုန်သွားတဲ့အခြေအနေဖြစ်မှာမို့လို့မြန်မာနိုင်ငံပြန်ပြန်မဟုတ်ရင် overstay မဟုတ်ရင် G1 ပြောင်းအဲ့အခြေအနေပဲရှိမှာရှင့်အဲ့ခါကျတော့ဒီရဲ့တက်တန်းတိုးတဲ့အချိန်ဆိုရင်ကိုရီးယားဇာလုံးဝရှိထားမှာဖြစ်ပြီးတော့မှာကိုရီးယားဇာရှိရေဆိုရင်နနစ်တစ်ကြိမ်နနစ်တစ်ကြိမ်နိုင်အလိုလိုခွင့်ရှိပါတယ်ဒါဆိုရင် E74 ဗီဇာပြောင်းခဲ့တဲ့အချိန်ပြင်ဆင်တော့တလို့ပဲပေါ့နော်အဲ့တိုင်းပဲပြင်ဆင်ပြီးတော့မှတန်းပြန်မဲ့တိုးခွင့်ရှိပါတယ်ဒါပေမဲ့ကိုရီးယားဇာတော့တေချာဖို့ရှိရမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင့်